ဆောင်းအဝင်ရာသီအကူအပြောင်းမှာကိုကံအားမြင့်ပေးပြီးအအေးမိဖြာနာတာတွေကိုကာကွယ်ပေးတဲ့အပြင်နှုတ်ငိမ်ပြီးဟာရတတိပြေဝတဲ့ငစင်ရိုင်းဂွေတိချင်းဆိုင်ဟင်းချက်နီလေးကိုမျှဝေပေးပွားမှာဖြစ်ပါတယ်။ကြက်သွန်အဖြူအနေနဲ့ဂျင်းတို့ကိုတေချာညက်အောင်ထောင်းပြီးတော့စနွင်းလေးနဲ့စီသက်ပါမယ်။မီးအေးအေးကိုပဲအသုံးပြုပါမယ်။စီငွေမပြန်အောင်စီတက်နေတော့ဂွေသီးလေးကိုခူးပြီးတော့ရေပြောင်အောင်စီအခွန်သင်အချက်ကလေးတွေကိုလှည့်ဖြတ်ထားပါတယ်။ စီတတ်တာအနံ့လေးမှွေးလာပြီဆိုရင်ငရုတ်သီးအစိမ့်မှုန်လေးကိုထည့်လိုက်ပါတယ်။ငရုတ်သီးအစိမ့်နှံပျောက်သွားပြီဆိုရင်စားစနှင်းနယ်ထားတဲ့ငစင်ရိုင်းလေးတွေကိုထည့်လိုက်ပါတယ်။ငါးတွေထည့်ပြီးရင်အယောင်ပြောင်းတဲ့အထိသေချာလေးလုံးပေးပါမယ်။ငါးချက်ခံနေပြီဆိုရင်တော့ရေအသင့်အင့်ထည့်ပြီးသေချာချက်အောင်ချက်ပေးပါမယ်။ဟင်းအိုးပွက်နေတဲ့အထဲကိုအာရတက်ပြေးသွားတဲ့မထုမပားလှီးထားတဲ့ဂွေးသီးလေးတွေကိုထည့်လိုက်ပါမယ်။ ဝေးသီးကဗိုက်တာမင်စီနဲ့အမြင်ဓာတ်ကျွဲဝါလို့ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားနဲ့အစာချေစနစ်ကိုအားကောင်းစေပါတယ်။ဝေးသီးလေးတွေကျက်သွားပြီဆိုရင်အရသာမြည်ပြီးတော့ရှမ်းနန်းနန်းနန်းန်းပင်ငရုတ်သီးစိမ့်တို့နဲ့အုပ်လိုက်ပါမယ်။ဒီဟင်းခတ်အရွက်တွေကကျန်းမာရေးအကျိုးသက်ရောက်မှုရှိစေပြီးဟင်းရဲ့ရနံ့ကိုလည်းပိုမိုကောင်းမွန်စေပါတယ်။ အစဉ်ရိုင်းရဲ့ Omega 3ဓာတ်ကနှလုံးနဲ့အုံနောက်ကျန်းမာရေးကိုအထောက်အကူပြုပြီးဂွေးသီးရဲ့ antioxidant ဓာတ်တွေက cell ပျက်စီးမှုတွေကိုကာကွယ်ပေးနိုင်ပါတယ်။အာဟာရလည်းပြေဝါကျန်းမာရေးအတွက်လည်းအကျိုးများတဲ့ငစဉ်ရိုင်းဂွေးသီးဟင်းလေးကျပါပြီရှင်။ဗီဒီယိုလေးကိုအစဆုံးကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်။နောက်ထပ် healthy recipes အစီအစဉ်လေးတွေမှာပြန်ဆောင်ကြအောင်မယ်နော်။